hello နေလားခင်ဗျာကျွန်တော်ဒီနေ့ပြပတ်သွားမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က page quality engine ဖြစ်နေတယ်ဒီ engine နဲ့အစိမ်းရံပြင်အောင်ဘယ်လိုပြပြင်သွားရမလဲ facebook team ကိုဘယ်လို request တွေတင်ပြီးသွားရမလဲဆိုပြီးဒီနေ့ဒီ view မှာအလုံးအသေးစိတ်လုပ်ပြီးကျွန်တော်ပြပြရှင်းပြပေးမယ်အိမ်ဆုံးကျွန်တော်ပြပြပေးမယ်တော့ဒီ page မှာ bus stream မလာဘဲနဲ့ page quality engine ဖြစ်ပြီး rush english မြင်ကြပါတော့ bus stream မလာဘဲနဲ့ page quality ဘာကြော engine ဖြစ်လဲဆိုရင်တော့ဒီ page ကိုတစ်ချက်ပြောချင်မယ်ဆိုရင်ဒီ page မှာတင်တဲ့ content အလုံးကမဲရောင်းတဲ့ content ဖြစ်တဲ့ ူပစ်မတင်ဟာဓာတ်ပုံ original ဓာတ်ပုံဖြစ်တဲ့ဒါပေမဲ့ဒီဓာတ်ပုံကိုထက်ခါတလဲလဲတုံးတယ်ပစ်မတင်ပြီးတော့ဓာတ်ပုံပြန်ပြီးတင်တယ်ပြန်ပြီးတင်တဲ့အတွက်ကြောင့်မို့ reuse content ဖြစ်ပြီးမှ page quality အနည်းငယ်ဖြစ်တော့ခဲ့အဲ့ဒီ ocean ပတ်သက်ပြီးတင်တော့လို့မြောက်အကယ်လို့ကျွန်တော်တို့ကနောက်တစ်ချိန်နောက်တစ်ချိန်ထက်ခါတလဲတင်ချင်တယ်ဆိုရင်ဓာတ်ပုံအစ်စ်အစ်စ်ရိုက်ပြီးမှတင်သွားရမယ်အကယ်လို့ဓာတ်ပုံအစ်စ်ရိုက်ဖို့အချိန်မရအောင်ဆိုကျွန်တော် canva ဆော့ရမယ်ဒီတော့မှပြန် edit လုပ်ပြီး download ဆိုပြီး page မှာလာတင်သွားရမယ် အဲ့လိုမလုပ်ဘဲနဲ့ကျွန်တော်တို့ဖုံးမှာရိုက်ထိုက်ပြီးတော့တက်ပုံတပုံထဲပဲ fish မှာတင်နေနောက်တစ်ချိန်ပြန်တင်နေနောက်တစ်ချိန်ပြန်တင်ပြီးရောင်းနေဆိုလို့ရှိရင်အဲ့ဒါ reuse content ဖြစ်တဲ့ edit ဥစ္စာနဲ့ပတ်သက်ပြီးလုံးဝလုံးတော့လို့မရဘူးနောက်တစ်ခုဒီ page owner အမားကြတော့သူ page မှာတင်ထားတဲ့စာသားတွေကိုသူ့အတူပြန်ဒီလို copy ကူးပြီးမှနောက်တစ်ချိန် post တင်တဲ့ခါမှာပြန် page လုပ်ပြီးတင်တဲ့ခါမှာ copyright content ဖြစ်တော့ခဲ့ပြောမစင်စာသားနဲ့ပတ်သက်ပြီးမှလည်း reuse content repurpose content ဖြစ်သွားခဲ့တဲ့အတွက်ကြောင့် else နဲ့ပတ်သက်ပြီးလုံးဝလုံးလို့မရဘူး။အကယ်လို့ကျွန်တော်တို့ကထက်ခါတလဲလဲစာသားတင်သွားရမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ notepad မှာအခုလိုမျိုးကိုကိုတိုင်ရေးပြီး save လုပ်ထားတဲ့စာသားတွေကို dia နဲ့ copy ကူပြီး page မှာ post တင်တဲ့အခေါက်တိုင်း dia စာသားတွေကို copy ကူပြီး page လို့ပြီးတင်သွားလို့ရတယ်။ page ကစာသားတွေကို page ကနေတစ်ဆင့်ပြန် copy ကူပြီး page မှာပဲပြန် post page လို့ပြီးတင်သွားမယ်ဆိုရင်တော့ အချင်းကြလာလို့ရှင်အခုလောက်အတိုင်း page ကိုလည်းဒီအညာဖြစ်ပြီးမှ rich englishman ကြတော့ခဲ့ပါမယ်အဲ့တော့ကျွန်တော်တို့ဒီ page မှာဖြစ်နေတဲ့အမားတွေအားလုံးဖြတ်ပြီးသွားရမယ် reuse content တွေအားလုံးဖြတ်သွားပြီးမှ page ကို request ဆက်ပြီးတင်ပြီးသွားရမယ်ဒီ page ကကျွန်တော် subset ကဒီနည်းနဲ့ဆိုရင်ဆေးရစနေရရှိတော့ခဲ့တဲ့အပြင်ကျွန်တော်ဒီ page မှာ reuse content တွေပတ်သက်ပြီးအားလုံးဖြတ်ပြီးမှအခုဆိုရင် तू ओन कंटेंट ओन वीडियो ပဲရှိတဲ့အတွက်ကြောင့်မို့ own စာသားပဲရှိတဲ့အတွက်ကြောင့်မို့တေဥစာ request တပြုကျွန်တော်တင်ပြပေးမယ်အင်းဆုံးကျွန်တော်ဒီဘက်တစ်ချက်သွားကြည့်မယ်သူ page မှာ straight များရှိနေလားပေါ့နော်အဲ့အတွက်ဒီမှာ helen support တစ်ချက်နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဘက်မှာ sport inbox ရတစ်ချက်နေတော့မယ်ပြီးရင်ကျွန်တော် you are alert တစ်ချက်ထောက်သွားမယ်ဒီမှာ no violation ဆိုပြီးပြတယ်အကယ်လို့ကျွန်တော်ဒီနေ့မှာ violation content လေးတွေဓာတ်ပုံဗီဒီယိုလေးနဲ့မ corporate ဖြစ်တဲ့ဥစ္စာနဲ့ပြထားတဲ့ဆိုရင်အဲ့ဒီ content နဲ့အားလုံးဖြတ်ပြီးမှအခုလိုမျိုး no violation ဖြစ်ပြီးဆိုမှတည်း page ကို request တွေပြုတင်ပြီးတွားရမယ်။နောက်တစ်ခုကျွန်တော်ပြောပြပေးမယ်။ကျွန်တော် page မှာ video တင်တဲ့ခါမှာတချို့ဆိုရင် original video တင်တယ်။အဲ့ဒီ video ပဲနောက်ခံတချင်းထည့်ပြီးမှ page မှာတင်ပြီးတွားရတဲ့ဆိုရင်အဲ့ဒီနောက်ခံတချင်းတစ်စင် corporate ထိတက်တဲ့တချို့ကြောင့်လည်းကိုယ်ပိုင် video လုပ်ပြီးမှ TikTok မှာတင်တယ် TikTok အစင်းပြန် save လုပ်ပြီးမှ page မှာလာပြန်နေဆိုရင် TikTok logo ပါတယ် TikTok တချင်းပါတယ် TikTok ရဲ့ knock in data တွေပါတယ်အတူတူမျိုး page ပဲ copy ဖြစ်ပေါ်နေတယ် video ရဲ့နောက်ဆုံးနားလေးမှာကျွန်တော်ဒီ tap on တပုံတဲ့ဘက် tag ကတလဲလဲတင်မယ်ဆိုရင် Canva software မှာအလွယ်ကူဆုံးဘလို့ edit သွားရမယ်ဆိုပြီးမှကျွန်တော်ပြပေးမယ်အိမ်စုံတော့ကျွန်တော်ဒီ page ကို request တပြုတင်ပြီးသွားမယ်အတွက်ကြောင့်ကျွန်တော်ဒီ page တစ်ချက်သွားမယ်ပြီးလို့ရှိရင် Helen support တစ်ချက်သွားပြီးမှ algorithm မှာ report problem တစ်ချက်နေမယ် ပြီးလို့ရှိရင်ကျွန်တော်ဒီဥစ္စာလေးတစ်ချက်နှိပ်သွားမှာကျွန်တော်ဒီဥစ္စာအလောက်နှိပ်ပြီးသွားလိုက်ပါမယ်ဒီပုံစံလေးဖြစ်လာခဲ့ပြီးစရင်ဒီတက်ပုံတစ်ချက်ဖြတ်ပြီးမှကျွန်တော်ဒီနေ့မှာကျွန်တော်ဖြစ်ပြတဲ့ error ရဲ့တက်ပုံထည့်သွားမယ်အတွက်ကြောင့်ကျွန်တော်ဒီဖက်တစ်ချက်သွားပြီးမှကျွန်တော်ဒီဥစ္စာကို screen shot ဆွဲလိုက်မယ်အဲ့အတွက်ကျွန်တော် snap tool ဖွင့်ပြီးသွားလိုက်ပါမယ်အလွယ်ကူဆုံးကျွန်တော်ရဲ့ PC မှာ screen shot ဆွဲတဲ့ဥစ္စာရှိရတဲ့အတိုင်းပဲအားလုံးနားလေသဘောပေါက်ကျွန်တော် snap tool ဖွင့်ပြီးသွားလိုက်မယ်ကျွန်တော်ဒီ snap tool ဖွင့်ပြီးဆိုရင်ဒီကနေဒီလိုလေးကျွန်တော်တို့ဆွဲလိုက်မယ် ဆွဲပြီးစရင်ကျွန်တော်ဒီတစ်ချက် save လုပ်ပြီးသွားလိုက်ပါမယ် save လုပ်ပြီးတော့ here's a deal ဆက်တစ်ချက်ဖြတ်ပြီးမှအခုနဲ့နေရာတစ်ချက်ပြန်သွားပြီးမှကျွန်တော်ဒီနေရာမှာအခုနဲ့ကျွန်တော် debt ပုံတစ်ချက်သွားယူမယ်အတွက်ကြောင့်မို့ဒီနေရာတစ်ချက်သွားပြီးမှ page quality အနေနဲ့ဖြစ်တဲ့ second shot ယူမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီနေရာမှာဆိုရင်တော့ဒီအတိုင်းထားလိုက်မယ်ဒီအပေါ်ဆုံးမှာဆိုရင်တော့ကျွန်တော်ဖြစ်ပြတဲ့ error ရေးပြီးသွားမယ်အတွက်ကြောင့်မို့ကျွန်တော်အတွက်ကျွန်တော်ဒီမှာ အစင်တလိုဘီထတာစာသားရှိတဲ့ကျွန်တော်ဒီစာသားလေးပဲကျွန်တော်တစ်ချက် copy ကူးမထည့်သွားရပါမယ်ကျွန်တော်ဒီဘက်မှာဆိုရင် request save တင်ဖို့အတွက်ကျွန်တော်မှာ page link ဘာညာအလုံးထည့်ပြီးတာအစင်တရှိတဲ့အတွက်ကျွန်တော်ကျွန်တော်ဒီနာမနာမလေးပဲကျွန်တော်တစ်ချက်ထည့်ပြီးသွားမယ်အတွက်ကြောင့်ကျွန်တော်တစ်ချက်ပြန်လာပြီးဒီနာမလေးတစ်ချက် copy ပူမထည့်သွားလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီ oppo zone quick ဆိုတဲ့နေရာလေးမှာကျွန်တော် page name ဆိုတဲ့နေရာမှာကျွန်တော် page name တစ်ချက်ထည့်မယ်အလုံးထည့်ပြီးသွားခဲ့ပြီးဆိုရင်ကျွန်တော်ဒီမှာ page ရဲ့ url link ထည့်မယ်ထည့်ပြီးသွားခဲ့ပြီးဆိုရင်ဒီစာသားလေးကျွန်တော် oppo ထိ copy ကူးပြီးသွားရပါမယ် ကော်ပီကူးပြီးဆိုရင်အခုနဲ့နေရာတစ်ချက်ပြန်သွားပြီးမှဒီအပေါ်ဆုံး pitch လို့ထည့်မယ် pitch လို့ထည့်ပြီးသွားခဲ့ပြီးဆိုရင်တော့အောက်ကနေကျွန်တော် submit report ဆိုပြီးတင်သွားမယ်ဒါကြတော့ပထမ step အနေနဲ့ request တွေပြီးတင်နေတူတယ်ဒုတိယ step အနေနဲ့ကျွန်တော် default တစ်ချက်သွားမယ်ဒီလို close တစ်ချက်နေမှာအောက်ဆုံးနည်းနည်းကျွန်တော်ဆင်းသွားလိုက်ပါမယ်ဒီစာတွေအားလုံးဖတ်တော်လို့ရပါတယ် pitch quality ဘာကြောင့်အညာဖြစ်တယ် pitch suspended ဘာကြောင့်ဖြစ်တယ်ဆိုဒီမှာအားလုံး mention လုပ်ပြီးထားထားတယ်အကယ်လို့ကျွန်တော်တို့ဘက်ကနေဘာကြောင့်ဖြစ်လို့ဖြစ်မယ် ဖြစ်မဲ့မသိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ page မှာတင်ထားတဲ့ post content တွေမြန်မာအလုံးဖြတ်ပြီးမှ post အစ်တစ်တင်ပြီးမှအောက်ကနေ request submit တင်ပြီးသွားရမယ်။ post အစ်တစ်တင်တဲ့ခါမှာတော့အခုနောက်ကျွန်တော်ပြောတဲ့အတိုင်း original content original video အကယ်လို့ copy post copy content တင်မဆိုရင် copy content ကို corporate looking အောင် edit လုပ်ပြီးမှ page မှာတင်ပြီးမှတပတ်နှစ်ပတ်ပြည့်ပြီးဆိုရင် request submit တင်မယ်ဒါပေမဲ့ဒီ page ဆိုတော့ကျွန်တော်ကိုယ်တိုင်တခြားစစ်ဆေးပြီးဖြစ်နေတဲ့အမားတွေကို fair share ပြီးမှလုပ်ထားတဲ့အတွက်ကြောင့်မို့ဒီကိုစတစ်ချက်နေလိုက်မယ် ဒီနေ့ကျွန်တော်ဒါရိုက်ရောက်လိုက်ဆက်ပြီးဆိုရင်တော့ကျွန်တော်ဒီနေ့မှာ solution တော့ကျွန်တော်ရဲ့ gmail တခုကျွန်တော်ထည့်မယ်အတွက်ကြောင့်ကျွန်တော် gmail တခုဖွင့်လိုက်ပါမယ်ပြီးရင်တော့ဒီ gmail တစ်ချက် copy ကူးမယ်အပေါ်ဆုံးမှာကျွန်တော်တစ်ချက် page လို့ထည့်လိုက်မယ်နောက်တစ်ခုကျတော့ကျွန်တော်ဒီမှာတစ်ပြက်တဲ့ error နဲ့ပတ်သက်ပြီးတောင်းမယ်ဆိုရင်ကျွန်တော် page ကဖြစ်တဲ့ page ကိုရွေးမယ်ပြီးရင်တော့ဒီ outcast နေရာမှာကျွန်တော်ဒီ outcast စာသားထည့်မယ်ပေါ့နော်ဒီမှာလဲထုံးနည်းလောက်ခောင်းပဲကျွန်တော်ဒီမှာ page link ဘာနဲ့အားလုံးထည့်မယ် copy group စီကျွန်တော်ဒီမှာ page လုပ်မယ် အားလုံးလုံးလို့ပြီးတော့ခဲ့ပြီစေအောက်ကနေကျွန်တော်ဆန်းနေပြီးမှတော်လိုက်မယ်ဗီဒီယိုရဲ့နောက်ဆုံးနှမ်းလေးမှာ pitch နဲ့ပတ်သက်ပြီးရှောင်းရဆောင်နဲ့ပတ်သက်ပြီးမှ trick လေးတွေကျွန်တော်ပြောပြသွားမယ်အတွက်ကြောင့်မို့ဗီဒီယိုဆုံးအောင်ဒီကြည့်တော့ပြေးစေချင်တယ်နောက်တစ်ချိန်ကျွန်တော်ဒီပတ်တစ်ချက်လာပြီဆိုရင်ဒီစာသားလေးပတ်တစ်ချက်ပြန် copy ကူပြီးမှကျွန်တော်ဒီအောက်ကကွက်လက်မှာထည့်ပြီးမှအောက်ကနေ submit နေပြီးတော်လိုက်မယ်ဆိုရင်ဒီဥစား request တပြုတင်လို့ပြီးတော့ခဲ့ပါပြီခင်ဗျာနော်ဒီ page က32လို့မရှိဘူးသူက reuse content တမျိုးပဲဖြစ်တဲ့ကြောင့်မို့ဒီနေရာတစ်ဆင့်ကျွန်တော်တို့ request တွေပြုတင်ပေးရဖြစ်ပဲနောက်တစ်ခုကျတော့ကျွန်တော် page မှာတင်လိုက်တဲ့ post content တွေကျွန်တော်ကိုယ်နဲ့ like လုပ်လို့မရဘူး sharing လုပ်လို့မရဘူးဗောနော်ဒီ page owner ကိုယ်နဲ့ like လုပ်ထားတယ်အခုလို့အတိုင်းကျွန်တော် page မှာတင်ထားတဲ့ post တွေကိုကျွန်တော်ကိုယ်နဲ့ like လုပ်မယ်ကျွန်တော်ကိုယ်နဲ့ group ပေါင်းများစွာမှာ tag ကတလဲလဲ sharing လုပ်ပြီးသွားမယ်ဆိုရင်ကျွန်တော် page က reach initiative ကြာလာမယ်ကြာတော့ရှိရင် bus stream မလာဘဲနဲ့အခုလို့အတိုင်း page quality အနည်းအားဖြစ်တော့ခဲ့မယ်အခုလို့အတိုင်း page quality အနည်းအားဖြစ်တော့ခဲ့ပြီဆို page က post content တွေ blog bit တွေ page က rich english မှာကြာကြာသွားတဲ့အတူတူမျိုးဒီဥစားအမြန်ဆုံး fix လုပ်ဖို့အရေးကြီးတယ်ဒီအတွက်ကျွန်တော် request တွေပြီးတင်ပြီးတော့ခဲ့ပြီဆိုရင်တော့ဒီ page ကပြန်မိကောင်းလာမယ်ပြီးလို့ရှိရင်ဒီ page မှာတင်တဲ့ post content တွေ relative ရှိတဲ့ကျွန်တော် category တွေ choose လုပ်ပြီးမှထည့်ပေးထားတဲ့အတူတူ page က performance တော်တော်လေးကိုအဆင်ပြေလာမယ်ဒီအတွက်ကျွန်တော်ဒီအတွက်ပြီးပြီဆိုရင်လို့ရှိရင်ကျွန်တော်ဒီ တက်ပုံတပုံတဲ့ပဲထက်ခါတလဲလဲတင်ရှင်နေကျွန်တော်ဒီဖုန်းထဲမှာတခါရိုက်ပြီးတော့တက်ပုံပဲပြန် edit လုပ်ပြီးတင်ရှင်နေဆိုရင်တော့ကျွန်တော်ဒီတက်ပုံတပုံကျွန်တော်တစ်ချက် download ဆွဲပြီးတော့ကျွန်တော်ပြပေးပါမယ်အဲ့တက်ကျွန်တော် default download ဆွဲလိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီဖုန်းဖြစ်ပြီး laptop ဖြစ် Canva software ဆိုရှိရ Play Store App Store LED ကို download ဆွဲပါအကယ်လို့ဒီ laptop PC တမိုင်းဆိုရင်အပေါ်မှာ Canva ဆိုပြီးရိုက်ရှာလိုက်ပါဒီဥစားလေးပေါ့နော်ပြီးရင်ဒီဥစားတစ်ချက်နေမယ်ပြီးပြီးဆိုကျွန်တော်ညီမဆို Gmail နဲ့ sign in ဂျီမေးလ်တစ်ခုနဲ့ sign in ဝင်ရပါမယ်ကျွန်တော်အဲ့အတွက်ကျွန်တော် sign in ဝင်လိုက်ပါမယ်ဒီမှာပေါ့နော် automatic တူက sign in ဝင်သွားချက်ပါပြီ sign in ဝင်သွားခဲ့ပြီဆိုတော့ဒီပုံစံပြရတယ်ဒီပုံစံပြပြီဆိုရင်ဒါ free software နဲ့ပဲကျွန်တော်သုံးပြီးသွားမယ်အဲ့အတွက်ကျွန်တော်ဒီဘက်မှာ customer site ဆိုရှိရဒီဥစ္စာရွေးပြီးသွားလေးရတယ်ဒါမှမဟုတ်ကျွန်တော်ဒီဘက်ကနေ plus icon နှိပ်ပြီးသွားလေးရတယ်အဲ့အတွက်ကျွန်တော်အလွယ်ကူဆုံးဒီဥစ္စာတစ်ချက်နှိပ်ပြီးသွားမယ်ကျွန်တော်ဒီ facebook page အတွက် post တင်မယ်ဆိုရင်1380အမြောက်1380 perfect site ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ site ကျွန်တော်ရွေးပြီးသွားမယ် ကဆယ်ရှိစေပါနော်ပြီးရင်ကျွန်တော်ဒီဘက်က create design ကျွန်တော်တစ်ချက်နှိပ်ပြီးသွားလိုက်မယ်နှိပ်ပြီးသွားပြီးဆိုဒီပုံစံပေါ့ပေါ့လေးပေါ်တယ်ဒီဥစ္စာကျွန်တော်ထင်းထင်းရှားရှားဖြစ်အောင်ကျွန်တော်အယောင်လေးတစ်ချက်ပြောင်းပြလိုက်ပါမယ်ဒီပုံစံပေါ်ပြီးဆိုဒီပုံစံထဲမှာအခုနောက်တော့ download ဆွဲလိုက်ဓာတ်ပုံထည့်ပြီးမှကျွန်တော် edit လုပ်ပြီးသွားမယ်အတွက်အခုနောက်ဓာတ်ပုံယူဖို့ဆိုရင် upload file တစ်ချက်နှိပ်မယ်ဒီဥစ္စာတစ်ချက်ယူမယ်ဒီတက်ပုံဖြစ်တယ်မဟုတ်ဒီတက်ပုံကတိတိရှိရှိလေးဖြစ်နေခင်ဗျာနော်ဒီမှာတစ်ချက်ကြည့်မယ် တည်တည်ရှိရှိလေးဖြစ်နေဒီဘက်ဘောင်လေးပို့နေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဥစ္စာကိုဒီလိုလှုပ်သွားမယ်ဆိုလို့တက်ပုံတီးသွားမယ်အတွက်ကြောင့်မို့ကျွန်တော်နောက်တစ်ခု site ကိုရွေးပြီးသွားရပါမယ်အဲ့အတွက်ကျွန်တော်အင်ဇွန်တက်ပုံတစ်ချက်သွားကြည့်မယ်တက်ပုံကဘယ် site ဖြစ်နေလဲပေါ့နော်ဒီတက်ပုံဘေးနားလေးကိုထောက်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ1443190ဖြစ်တယ်ပေါ့နော်အဲ့အတွက်ကျွန်တော်1443190ဆိုတော့ပြင်ဒီဘက်က1920 1920 ခရစ်ဒီဇိုင်းလုပ်ပြီးတော့လိုက်မယ်ဒီမှာဆိုရင်တိတိရှိရှိလေးပေါ်လာခဲ့ပြီးဒီဥစ္စာကျွန်တော်အယောင်လေးတစ်ချက်ပြောင်းလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်အခုနဲ့ဓာတ်ပုံထည့်လိုက်မယ်ဆိုရင် quantity ဖြစ်သွားခဲ့မှာပေါ့နော်အဲ့အတွက်ဒီဥစ္စာတစ်ချက်ဆွဲလိုက်မယ်ဆွဲလိုက်မယ်ဒီပုံနဲ့ quantity ဖြစ်သွားခဲ့ပြီးဆိုရင်တော့ကျွန်တော်ဒီဓာတ်ပုံပေါ်မှာစာသားတစ်ခုခုရေးပြီးထည့်မယ်အဲ့ဒီစာသားကျတော့ကျွန်တော်တို့ဒီ page name ပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်ပုံတွေသူများယူသုံးလို့မရအောင်ကျွန်တော်တို့ရဲ့ ဓာတ်ပုံအပေါ်မှာကျွန်တော်စာသားလေးထည့်လိုက်ပါမယ်အဲ့တော့စာသားထည့်ဖို့ဆို default တစ်ချက်နဲ့ယူမြင်ကျွန်တော်ဒီမှာ choose လုပ်ပြီးတော့လေးရတယ်ဒါမှမဟုတ်ဒီအပေါ်မှာ dial page လုပ်ပြီးထည့်သွားမယ်ဆိုရင်လည်းရပါတယ်ခင်ဗျာနော်ဒီမှာစာသားလေးပေါ်လာခဲ့ပါပြီဒီစာသားလေးကိုကိုလိုလိုမျိုးအယောင်ခြေတော့လေးရတယ်အဲ့တော့ဒီစာသားအဖြစ်အောင်ဖြစ်နေတဲ့အတွက်မို့ဒီစာသားအပေါ်မှာကျွန်တော်တစ်ခုခုထည့်လိုက်ပါမယ်စာသားကိုပို့ပြီးမှထင်ထင်ရှားရှားဖြစ်အောင်ကျွန်တော်စာသားရဲ့နောက်ခံ background တစ်ခုခုထည့်လိုက်ပါမယ်ခင်ဗျာနော် အဲဒီအအောင်လေးကတိတ်အဆင်မပြေတော့ကျွန်တော်အပြိုင်အောင်လေးထည့်လိုက်မယ်ဒါကြောင့်ကျွန်တော်ကျွန်တော်အစမ်းတက်အနေနဲ့ကျွန်တော်ပြပြီးတဲ့ဖြစ်ပါတယ်လူကြီးမင်းတို့ကြတော့ကိုကိုတိုင် ချင်းချင်ပြီးမှကိုရဲ့တပ်ပုံနဲ့ဘယ်စာသားလိုက်မလဲကိုယ့်အကိုထည့်ပြီးတော့ပါစာသားတွေကိုယ့်အကို customize design လုပ်ပြီးတော့ပါခင်ဗျာနော်အဲ့တော့ကျွန်တော်ဒီလေးတောင်းပေါ်မှာနည်းနည်းလေးဘောင်ကုပ်ပြီးတော့လဲပါမယ်ဒီဘောင်ကြတော့ကျွန်တော်အနီအောင်လေးထားလိုက်ပါမယ်ခင်ဗျာနော်အနီအောင်ကျွန်တော်တစ်ချက်ချေပြလိုက်မယ် အဲအခုလိုအနေအားလှုပ်ပြီးဒီဥစားကြတော့၄တောင်းလုံးလုံးဖြစ်နေတဲ့ကြောင့်မို့ down လေးနည်းနည်းကျွန်တော်ချိုးလိုက်ပါမယ်ဒါကြတော့ free software မှာအားလုံးလှုပ်ဆောင်သွားလို့ရပါတယ်ခင်ဗျာနော် keyboard side အတိုင်းလှုပ်လို့ပြီးပြီဆိုရင်ကျွန်တော်ဒီဘက်မှာ share option တစ်ချက်နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဥစားကို download တစ်ချက်ဆွဲမယ်ပြီးရင်ကျွန်တော်ဒီဥစားတစ်ချက် download ဆွဲသွားလိုက်မယ်ဆိုကျွန်တော်ဆိုရင် download ဆွဲပါပြီခင်ဗျာနော်ဒီဥစားဒီမှာ download ဆွဲပြီးဆိုရင်အပေါ်မှာတစ်ချက်ပြမယ်ဒီမှာဆိုရင်သူကသူ download ဆွဲနေပါပြီ ဒီပုံစံအတိုင်း download ဆွဲပြီးမှကျွန်တော် page မှာတင်သွားမယ်ဆိုရင်တော့100% corporate looking ပါတယ်။သူများ page ကပဲဖြစ်စေအခြား social media တက်ပုံဖြစ်စေကျွန်တော်တို့အဲ့ဒီပုံစံအတိုင်း Canva software မှာဒီလိုလေး edit လုပ်ပြီးမှ page မှာတင်မယ်ဆိုရင်တော့အရန်ကိုလွယ်ကူတဲ့ copyright တဲ့မလားဘူးဘာတစ်ခုမှမလားဘူးပေါ့နော်။ပြီးလို့ရှိရင်ကျွန်တော်စာသားကိုလည်းအခုနကကျွန်တော်ပြောတဲ့အတိုင်းဒီလို page မှာတင်ပြီးတော့စာသားတွေကို copy ကူးပြီးမှ နောက်ကြိမ်ကျွန်တော်တို့ pitch လုပ်ပြီးမှတင်သွားမယ်ဆိုရင် copyright ဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့စာသားတွေတော့ကိုကိုတိုင်အခုလိုမျိုး note ထဲမှာကိုကိုတိုင်ရေးပြီး save လုပ်ပြီးမှဒီအစာသားတွေကိုထပ်ခတ်တယ်လဲလဲ copy ကူပြီး pitch မှာတင်သွားမယ်ဆိုရင်တော့ရတယ် pitch ကစာသားတွေကို pitch မှာပြန် copy ကူပြီးတင်မယ်ဆိုရင်တော့စာသားနဲ့ပတ်သက်ပြီး reuse content creator တို့ကြောင့် else နဲ့ပတ်သက်ပြီးလုံးဝလုံးလို့မရပါဘူးခင်ဗျာနော်ဒီ pitch ကပြန်စိမ့်တော့ချက်ပြီးစိမ့်ကျွန်တော်ရဲ့ page ကျွန်တော် channel မှာ live group အနေနဲ့ screenshot ကျွန်တော် sharing လုပ်ပြီးမှတင်ပြီးတော့မယ်အဲ့အတွက်ကျွန်တော်ချက်ပြပြီးမယ်ကျွန်တော်အရှိရလောက်ထားပြီးတဲ့ page တွေဆိုရင်စဉ်းစားခဲ့တဲ့ဥစ္စာနဲ့ပတ်သက်ပြီးပါနော် ဒါမှတစ်ချက်ကြည့်မှာဆိုရင်ဒီဥစားဆိုရင် copyright 9ချိန်ထိပြီးမှကျွန်တော် service editor ဥစားကျွန်တော်ဖက်ကနေအပြုပြင်ပြီးအချိန်တိုအတွင်းမှာပဲ page ကစင်းတော့ခဲ့ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး live group အနေနဲ့ကျွန်တော်ရဲ့ page ကျွန်တော် channel မှာတင်ပြထားပါတယ်အဲ့လိုမျိုးအများရှိပါတယ်ကျွန်တော်အားလုံးဖြတ်ပြလိုက်တာဖြစ်ပါတယ်ခင်ဗျာနော်ကျွန်တော် channel ကျွန်တော် page မှာတွားကြည့်နိုင်ပါတယ်စင်းတော့ခဲ့တဲ့ဥစားနဲ့ပတ်သက်ပြီးအားလုံး step by step တခြားလေးလိုက်နိုင်ပြီးတွားမယ်ဆိုရင်တော့အဆင်ပြေပါတယ်လူကြီးမျိုး page မှာလည်းအခုလိုတိုင်း page quality အနည်းရောအဝိုင်အောင်ဖြစ်နေဆိုရင်တော့ဒီ outcap by name နဲ့တစ်ဆင့် telegram နဲ့တစ်ဆင့် service abonnement ပါတယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်